သာသမီလှုပ်ရှားကိုမိဘကမိစားနေရပြီဆိုရင်အဲ့ဒီမိဘဩဇာမရှိတော့သာသမီကကြီးဆိုးလာသူတို့ပေးခြင်းမပေးမဲ့သူစကားနားထောင်ရမယ်သူထားတဲ့နေရာနေရမယ်သူခိုင်းတာလုပ်ရမယ်ဆိုတဲ့အနေအထားမျိုးတွေမိဘတွေကတနာစရာအခြေအနေမျိုးရောက်နေကြတာဟာလောကမှာရှိနေတယ်ဘယ်စင်တောင်ကြီးကကြွေးမွေးဆောင်းရှောက်လာတဲ့ကျေးဇူးတွေကိုမထောင်မထားပဲနဲ့ ကိုကလုံနိုင်ကိုင်းနိုင်ရရောက်လာတဲ့အခါမိအိုဖအိုတွေကိုစူလိုက်ငေါလိုက်နဲ့ဆိုတဲ့အနေထားမျိုးတွေဟာအတော်ရင်နာစရာကောင်းတဲ့နေထားရောက်ကမအမေအိုအဖေအိုတွေဟာအားကိုးရမရှိဘူးကိုကိုလည်းမစွမ်းဆောင်နိုင်တော့ဘူးတားလေးသမီးလေးတွေချော့မော့မြေးကလေးတွေချော့လို့အဲ့ဒါလို့ချော့မော့ပြီးတော့သူတို့စိတ်ကြိမ်နဲ့အောင်လုပ်ပြီးတော့မိကိုပြီးတော့ကျွေးတာလေးနဲ့ဂျင်းနဲ့ပြီးတော့နေရတဲ့အမေအိုအဖေအိုတွေလောကကြီးမှာရှိနေပြီပေါ့